တချို့အရာလေးကိုကျွန်တော်သိတယ်သိပင်မဲ့လဲတခါလေကြားလို့ရှိရင်ဟိုဝန်နေစွာနဲ့ပဲနှုတ်ဆက်နေရတဲ့အကာလမျိုးတွေလည်းရှိတယ်အတိတ်တရားကျွန်တော်နိုင်ငံမှာလက်ချိုးရည်လို့ရအဲ့တော့ဒီအတိတ်အစ်စ်မှန်တွေခေါ်မရိုက်ခြင်းအားဖြင့်လေအမှုပညာအရေးသွေးရတဖြည်းဖြည်းနဲ့တဲ့ဟိုအောက်ဆုံးအဆင့်အညံဆုံးအဆင့်ကိုရောက်သွားမှာပဲအဲ့ဆိုဟိုအခု ဆိုဇလန်တွဲတွေဆို channel တွေအများကြီးပေါ်လာတယ်လူငယ်တိုင်တာလေးတွေအများကြီးပေါ်လာတချို့ဆိုလို့ရှိရင်တကယ်အဲဒီ artist အကြီးတွေမှာတကယ်ဟိုတိမ်မြုပ်နေတဲ့သူတွေမှာပြန်တူးဖို့ပြီးတော့ရိုက်တဲ့ data လေးတွေပေါ်လာခါကြတော့လေအဲဝမ်းသာပါတယ်အဲတစ်ဖက်မှာလည်းတကယ်လုံးမရှိတဲ့သူတွေတချို့တကယ် item ကောင်းနေတာနဲ့အလုံးမရရှာအောင်အဲဆိုတော့သူတို့နေတဲ့နေရာတွေကလို့ဥမာတောင်တကုံမြောက်တကုံဟိုယူဇနာဥယျာဉ်မြို့တော်တို့အဲရွှေပြည်သားတို့ရွှေပေါက်ကံတို့တကယ်အဝေးကြီးနေရာမှာနေရတယ် နေရတဲ့ခါကျသူတို့ပေးတဲ့အမှုပညာချင်းကတောင်းကနန်းလောက်ပဲရှိတဲ့ခါကျတော့အသွားပြန်ဆိုကာကကသူတို့မှ4000 5000ဖြစ်သွားပြီအဲ့ခါကျတော့ line ကတိုးစီးဖို့ကြတော့လေဒီအထုပ်တွေနဲ့ကြတော့အဆင်မပြေပေါ့အဲ့လိုနဲ့မရရင်မရရင်နဲ့သူတို့ဟိုမှာလေဂျုံရကြပန်းပေါ့နီးစက်ရကိုပတ်ဝန်းကျင်မှာရရအလုပ်လေးတွေကိုလုပ်ကြရှာတယ်တကယ်အာတစ်တွေအဲ့လိုမျိုးဘဝတွေရောက်သွားတဲ့ခါကျတော့လေ တကယ်စိတ်မကောင်းအောင်ကျွန်တော်ဒီစကားပြောလဲချို့ချို့လူတချို့မုံညင်လဲမုံညမှာပဲဒါပေမဲ့ဟိုကိုယ်လောကသားတွေဟိုတဖြည်းဖြည်းနဲ့ထိခိုက်ထိခိုက်နစ်နာလာတဲ့ခါကြတော့ဟိုမပြောလို့လည်းမရတော့ဘူးအဲ့တော့တကယ်အလုံးမရှိတဲ့တကယ်အာတစ်အစ်အမှန်တွေကိုတော့ကျွန်တော်တော့အလုံးစာနာမှုအနေနဲ့ပေါ့နော်ခုလောကကြီးကောင်းစေခြင်းတဲ့အနေနဲ့တော့ဒါအလုပ်လေးတွေခေါ်ပေးစေခြင်းတဲ့ပေါ့နော်။ဒါဆိုအခုလိုမိုးရင်းကာလမှာစာရေးတောက်ရေးထက်ကိုနေထိုင်ရအောင်တတော်ကိုခက်ခဲကြတယ် တချို့အိမ်လေးတွေနှုတ်ထွက်မှုမရှိမိုးတွေအရန်ယူကြရတယ်တချို့ကျူးကျော်မှနေရတယ်တချို့အဲကျူးကျော်ရဲ့အိမ်လေးတွေမှာငားနေတဲ့အတစ်တွေလည်းရှိတယ်ကျွန်တော်သိပါတယ်တချို့အရာလေးကိုကျွန်တော်သိတယ်သိပေမဲ့လည်းတခါလေကြားလို့ရှိရင်ဟိုဝန်းနေစွာနဲ့ပဲနှုတ်ဆိတ်နေရတဲ့အကာလမျိုးတွေလည်းရှိတယ်အဲအဲ့လိုအဲ့လိုမျိုးပေါ့ကိုဟို Facebook မှာလည်းတခါလေပြောချင်းပေးမဲ့လည်း YouTube တို့ Popular တော့နဲ့မပြောချင်းမဲ့အဲ့လိုအောက်အီးနေရတဲ့အခါလာပြီးရှိတယ်ဒါကုလောကအတွက်ပေါ့နော်အဲ့လိုလေးပေါ့အဲ့တော့ကုလောကကိုကောင်းစေခြင်းနဲ့ဟိုဒါစိတ်ပေါ့နော်ကျွန်တော်အနေနဲ့တော့ ကောင်းစေခြင်းတို့ကကိုလောကသားတွေကိုအလုတ်ခေါ်ပေးပြီးတော့ဒီလောကသားတွေမှာချစ်ချစ်ခင်ခင်နဲ့နွနွထွေးထွေးနဲ့အဲဒီလိုမျိုးအဆင်ပြေသွားစေခြင်းပါပေါ့နော်အဲ့လိုလေးပါဟုတ်ငြိမ့်ကြရတယ်သူမှန်လေးတွေကျွန်တော်လိုက်ဖတ်တယ်သူ reply ပြန်တာလေးတွေကျွန်တော်ဖတ်တော့လဲတကယ်စိတ်မကောင်းအဲသူနေတဲ့နေရာလေးကအဲဟိုတချို့တကြတော့လေဒီအကူညီပဲလို့တယ်ဟိုဒါလည်းသူအခက်ခဲတော့ဟိုကိုကိုဝင်းကိုသာတည်ပေါ့နော် အဲ့လိုမျိုးပေါ့ဒီမန့်လေးတွေကျွန်တော်အကုန်လုံးလိုက်ဖက်တယ်သူကအလုပ်ပဲပေးပါသူ့ကိုဟိုကျန်နေမကူညီကြပါနဲ့သူဆိုတော့လေတကယ်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အဲ့ဆိုတော့သူနေတဲ့နေရာလေးရတယ်အခုကအရင်နေတဲ့နေရာလေးရတယ်အဆင်မပြေလို့သူတို့ဖယ်ပေးရရတယ်ပြောတယ်အဲ့နေရာလေးအဲ့ရနေပြီးတော့မှတစင်တခါအိမ်ငါးဘဝကိုပြန်ရောက်တယ်ရောက်တဲ့ခါကျဒီခေတ်ဒီခါလာတည်ရောအိမ်အိမ်ငါးကားတွေကအစအကုန်လုံးကနှစ်သိန်းအထက်မှာကြီးပဲရှိတာနှစ်သိန်းအောက်ကိုမစင်းသွားဘူး ဲ့တော့လာတလားမှာနေစားဖို့ထက်ကိုဒီကြောတခင်းရဖို့အတွက်ကိုရန်ကုန်မြို့မှာအရန်ခက်ခဲတယ်ဟုတ်တယ်ဟုတ်ကျွန်တော်တို့ဆိုလှုပ်ဆောင်ပြီးလောက်ရတယ်ဒါပေမဲ့ကိုရီးယားကိုမိဘကလည်းအဲနည်းနည်းအဆင်ပြေတဲ့ခါကျတော့တိတ်ပြီးတော့ကိုရီးယားဟိုဟိုမထောက်ပံ့ရတဲ့ခါကျတော့ကိုယ်ကတိတ်ပြီးတော့လို့မခက်ခဲပြန်တချို့သူတွေမှာတော့တော်တော်ခက်ခဲကြပါတယ်အဲ့လိုမျိုးပေါ့ယက်တိပါတယ်ကျွန်တော်ဒါဒီနုပညာနဲ့ကျွန်တော်ယက်တိတယ်တခြားကျွန်တော်အပြင်စီးပွားရေးတချို့အလုပ်လေးတွေရှိပါတယ်ကျွန်တော်အမြေလဲလုပ်တယ်တခြားဒီ မြေရောင်းဝယ်ပေါ့အဲ့ဒါလေးလေးလုပ်တယ်တခြားတို့အထည်လုပ်ငန်းလည်းကျွန်တော်လုပ်ပါ